အားလုံးပဲမင်္ဂလာပါဗျာကောင်းဆက်တဲ့ထလာမှာပြန်လဲကြိုဆိုလိုက်ပါရခင်ဗျာအခုတင်ဆက်ပေးမယ်ရုပ်သံဗီဒီယိုဖိုင်လေးရတော့တော်လန်ရေးရှေ့မြောက်တာပန်းစေလူကြောင့်ကိုပြောဆိုလာတဲ့ဒေါခင်မိုးရဲ့ရုပ်သံဖိုင်လေးကိုပြန်လဲမျှဝေပေးလိုက်ပါရခင်ဗျာဒီမှာဒေါခင်မိုးကအဲဒီကြောင့်နဲ့ပတ်သက်ပြီးဘာတွေဘလို့ပြောဆိုနေသလဲဆိုတာကိုအားလုံးဝင်ရောက်ကြည့်ရှုလေ့လာသုံးသပ်ဝေဖန်ပေးကြပါဦးခင်ဗျာအားလုံးကိုလည်းကောင်းဆက်တဲ့ထလာမှာအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ လူအစ်စ်မှန်အတန်မာတယ်ဒါပေမဲ့မဆဲဘူးเนาะတေချာပြောနိုင်တဲ့လူရှိတယ်လို့မပြောနိုင်တဲ့လူလည်းရှိတယ်လူကအမျိုးမျိုးရှိတယ်ဒါပေမဲ့စကားပြောတဲ့လူတွေရဲ့ figure တွေကိုကြည့်ပြီးတော့လူကရိုးသားတယ်မရိုးသားဘူးဆိုတာရှင်းပြလို့ရเนาะအဲ့တော့ဘောမမှန်တာတွေနဲ့လာပြီးတော့အမှုကအမှုကတခုเนาะဆွဲချတာနောက်တခုဆိုတော့တော်လိုင်းရင်မှာငါတို့မရှိသေးဘူးနင်တို့ပဲရှိသေးတယ်မျိုးတော့လာမလုံးနဲ့တော်လိုင်းရင်လုံနေတဲ့လူငယ်တွေအကုန်လုံးကမြေပြင်ကလူငယ်တွေအကုန်လုံးကမင်းတို့လိုတခြားတိုင်းပြည်မှာနေနေတာမဟုတ်ခင်ဗျားကနိုင်ငံသားမှမဟုတ်ဘူးလားလို့လာမပြောနဲ့ငါနိုင်ငံသားကိုရောက်တော့နှစ်အစိတ်ရှိပြီမင်းတို့မမွေးခင်တည်းကရောက်နေ เนาะအဲ့တော့တော်လန်ရေးနဲ့နော်ကိုလိုကိုလိုချင်းတော်အမှန်ပါတယ်ဆိုပြီး switch ချက်အမင်းနဲ့နော်နောက်တစ်ခုခုနကတော့တပ်ပါတီလို့ဆဲသွားတယ်လူနာမည်တော်မသိဘူးလူလည်းမသိဘူးဒါမဲ့ငါပြောပြမယ်ချပါတီမဟုတ်ဘူးငါပါပါတီမှလည်းမပါဘူးနော်ပန်ဆယ်လူပြောတဲ့တပ်ပါတီတဲမှာမင်းတို့ကမင်းတို့အဲ့ flow တဲ့ like သွားတာတော့မင်းတို့ထိုက်နေမင်းတို့ကံမယ်အခုချိန်ထိသူများတွေကခိုးပါတယ်ပြောတာတော့မင်းတို့ TikTok ကဘာကြီးတဲမှာမခိုးပါဘူးလို့နေနော်ပန်ဆယ်လူပါမှပြောတတ်တာလားဆိုငါပြောတဲ့လူကအမြဲတမ်းကောင်းနိုင်နေပဲပြောတယ်နော် မင်းအောင်လိုက်မအေလို့ရပန်ဆယ်လို့ထိတ်ဆုံးကတခိုးရပေါ့ငါကောင်းနိုင်နေပဲပြောတာဘာဖြစ်လို့လဲဆိုမင်းတို့များငြိမ်သွားမလားလို့နော်မင်းတို့ကစကားပြောရင်ဒီမိမနာမည်မပါဘူးလားလို့မပြောတတ်ဘူးဆိုမဟုတ်ငါစကားပြောရင်မင်းအောင်လိုက်နဲ့ပန်ဆယ်လို့နဲ့နှစ်ယောက်တည်းကိုဒိုင်ကံပြောသွားတာဘာလို့လဲသိလားအရှေ့ကအောက်ကလူတွေခုံပြီးတော့ငြိမ်သွားမှာမင်းတို့ပို့အတင့်ရဲလာတာပဲရှိတယ်ဒီမိမတွေကြောင့်ဒီမင်းအောင်လိုက်အာနာရှင်ကြောင့်ငါတို့တိုင်းပြည်ဒီလိုအကျိုးနေရတာဒီတခိုးမှကြောင့်ငါတို့တော်လိုင်းရဲ့အများကြီးရက်သွားတာ နော်မြေရင်ကိုပတ်ဆက်မရောက်လို့ငါလိုလူမျိုးပေါ်လာတယ်ဆိုတော့ခုတက်ဒီမနားမလဲသေးဘူး။ဘာအတန်ရှင်လဲ။နင်တို့တိုင်းပြည်မှာပဲအတန်ရှင်ငတ်တာ။နင်တို့တိုင်းပြည်မှာပဲဆယ်လီယူတာ။နင်တို့တိုင်းပြည်မှာပဲသူများကို discrimination လုပ်တာ။နင်တို့တိုင်းပြည်မှာပဲအာဏာပါတယ်ဆိုပြီးလူကြီးလူကြီးလို့မနေတာ။မင်းအောင်လိုင်းကမင်းတို့ကွဲလေပျော်လေပဲ။နော်မင်းတို့ကွဲလေပျော်လေပဲ။ငါလိုလူမှန်တယောက်အထက်တော့ရောက်လာတာ။မင်းတို့တကယ်လုပ်တဲ့လူဆိုကျင်းစုအောင်တရားအောင်ပဲ။ငါ့ကိုတချို့ဒီကန်လက်ဆိုတဲ့အဖွဲသွားပြီးတော့မမဲနဲ့အောင်နော်ကလေးတွေကိုငါလူလူဒီလူတွေကလူကောင်းမှပြောရင်နင်တို့သွားမဲအောင်ပဲ။ငါငါခင်းနေငါချစ်တယ်ဆိုနင်တို့သွားမဲအောင်ပဲ။ ဒီကမ်းလက်ဆိုရင်ငါ့ကိုပြောသွားအန်တီးတဲ့တားတို့မှားနေတာတားတို့လိုအပ်မှုရှိတာလာဝေပံမှာလာဆုံးမှာပါငါတို့တိုင်းပြည်မှာယဉ်ကျေးမှုဆိုတာရှိတယ်လူကြီးပဲမှန်နေတာမဟုတ်ဒါပေမဲ့လူကြီးတယောက်ဟာဒီလိုမျိုးပြောတတ်တယ် fact နဲ့ပြောတတ်တယ်ဆိုတာ FACTS facts okay အချိတ်အဆက်နဲ့ပြောတတ်တယ်ဆိုနားလေလွယ်တဲ့လူဉာဏ်ပညာရှိတဲ့လူနိုင်ငံသားကိုရောက်ပြီဆိုတဲ့ကခုနကလည်းစကားဝိုင်းမှာပြောခဲ့ပြီနိုင်ငံသားကိုရောက်ပြီဆိုတဲ့ရွာလဲရွာမလို့မြို့လဲမြို့မလို့ confident level တေချာမှနိုင်ငံသားမှရက်တည်လို့ရတယ် 25နှစ်လုံးမိဘကိုကိုလှုပ်ဆောင်နဲ့ကိုရှာကျွေးပြီးတော့မိဘကိုခေါ်လာတဲ့ငါရဲ့ confident level နဲ့လာမရှင်နဲ့နင်တို့ပြောတဲ့တပ်ပါတီတွေခြားပါတီတွေလပါတီတွေငါတခုမှမသိဘူးပန်းဆိုင်လိုပြောတဲ့လူတွေပန်းဆိုင်လိုပေါင်းချုပ်လုပ်ထားတဲ့လူတွေလည်းငါနဲ့တရားမအဆက်ဆံမရှိဘူးငါနဲ့ခင်နေဆရာတက်ကမိုးညုံနဲ့ငါနဲ့တည်တယ်ဆိုမဲ့ငါတို့အဲ့လောက်ထိနင်တို့ပြောတဲ့ပါတီဖွဲ့ရလောက်အောင်မရင်းနေသေးဘူးယုံကြည်မှုလည်းမခိုင်ပါသေးဘူးနော်ကျတကမုံညိုဆိုငါပကြီဆွဲတယ်သူသူ့ရဲ့ UG တွေသူ support လုပ်တဲ့ UG တွေသူပကြီဆွဲပြီးလုပ်တယ်ငါပကြီကအဲ့ဒီသူအမေရိကန်ရောက်လာတယ်ငါစီအဲ့ပကြီကငါစီမရောက်လာသေးဘူး ဒါမျိုးလူတွေကတပ်ပါတီတိုင်းပါတီတစ်ခုထောင်လို့ရမယ်။ NLD ထဲမှာတော့သွားဖြီးပြီးတော့တောင်းနေတဲ့အစင်ပြန်ပေါင်းလို့ရရင်ရမယ်။ငါလိုလူမျိုးအဲ့လိုအီးအောင်ကလာပေါင်းလို့မရဘူး။အေးနောက်ပြီးတော့ငါဆွဆွဲတဲ့လူတွေကမြေပြင်ကလူကြီးလူငယ်တော်လိုင်းကြီးခေါင်းဆောင်ကနေပြီးတော့မြေပြင်ကလူငယ်အထိဘယ်သူမှမဆဲခွင့်မရှိဘူး။ဟာတောက်လောက်ခွင့်မရှိဘူး။တပ်ပါတီဆိုတဲ့ငါတို့ကဘုန်းကားကိုတီကောင်မခေါ်ခဲ့ဘူး။ပြန်ပြောမယ်နော်။မင်းတို့ပြောနေတဲ့ဘာပါတီခြားပါတီအဲ့ဒီခြားပါတီကလူတွေကဘုန်းကားကိုတရားမှတီကောင်လို့မပြောဘူး။မြေပြင်ကလူငယ်လူငယ်ခေါင်းဆောင်တူမီနဲ့တိုက်ထားတဲ့ခေါင်းဆောင်ကို เนาะตูนี้เนี่ยไก่ท่าได้ข้าวสารโกมิ้นโนลุงเงินจริงๆบดุมะซุกงตอดาเว้ยมิ้นโนจริงๆยันเตี่ยวเนี่ยเตี่ยวมะนาโลไส้นี่ผิดอ๋อเตี่ยวเนี่ยเตี่ยวยันนี่ผิดอ๋อดีหลูก็တော့ปะสันนี่ท้อနေเลยนินูก็တော့ไม่ท้อบาวูโซเลยอตวินตักยอกอ๋อตรุ้ยเอ้ออซาคันละอ๋อ local pdf ผิดคว้ถั่วตั้วดูหมั่นเหมี่ยวซွဲชะตัดแจ่นอกกวยมาชิงช่องหมู่นี่อะหมายิเว้ยเมียเปียวไม่ตีตาแล้วไม่ห่อเว้ยเนี่ยไม่ပြောมั้ยงา NRI เด้มาละงาไม่ป่าวลุงเนี่ยจ่องาไม่ใจกูงาไม่ใจได้หลูซอชื่องาไม่ใจได้หลูชื่องาไม่ใจได้อะเต็งคว้ซอชื่อนินูเนี่ยงาเนี่ยตูจิมาตูมั้ยมินูไม่ตีตาละ တိုက်ပွဲတစ်ခုကိုယင်ဆိုင်တဲ့အခါမှာဆယ်လီပဲတိုက်ရတာမဟုတ်ဘူးဆရာဝန်ကြီးပဲလူကြီးလုပ်ရတာမဟုတ်ဘူးเนาะဘသူနဲ့ပေါင်းပေါင်းငါရဲ့ဒါငါရဲ့ right ငါရဲ့ human right လူတစ်ယောက်ကအားလုံးနဲ့တူချင်မှတူမှာငါဆရာဆန်တစ်ယောက်ထဲနဲ့ပေါင်းတယ်မဟုတ်ဘူးငါဒီထဲမှာနင်တို့မသိတဲ့အင်္ဂယ်ကြီးတွေအများကြီးပဲအများကြီးပဲငါတို့ရွယ်လူစကားပြောလဲ respect နဲ့စကားပြောလို့ရတဲ့လူကြီးတွေအများကြီးပဲအမေငါအတိုင်တော့မထူဘူးငါပြောတဲ့လူဆိုတော့တကယ်လုံနေလို့အလုတ်လုတ်တဲ့လူကိုလည်းတကယ်အလုတ်လုတ်တယ်လို့ငါပြောတတ်တယ်လို့ခိုးတဲ့လူကိုလည်းတကယ်ခိုးတယ်လို့ငါပြောတတ်တယ်တော်လည်းမဖြည့်စင်းနေရမှာမဟုတ်ဘူး မင်းတို့တော်လန်ရေးထဲမှာဖြတ်စည်းနေတဲ့လူကအဲ့တခိုးတွေစကားစားလွတ်ထားတဲ့လောက်ကောင်တွေမင်းတို့ငါတို့ဂျားထဲမှာရံဖြစ်အောင်လှုပ်တာမင်းတို့ခုတော်လန်ရေးလုပ်နေတာလားဒီဒီဆရာဆန်တော်လန်ရေးလားဆရာဆန်တော်လန်ရေးလားငါတို့ကိုတော်လန်ပါလားမင်းအောင်လန်ကိုတော်လန်ပါလားဟမ်မင်းတို့အဲ့လိုရံဖြစ်နေဟိုဘက်မှာ3900ကမ်ပိန်းလုပ်နေပြီနော်လူအစ်စ်တွေထုတ်ပြလာပြီနော်ရိတ်တဲ့ချိန်ကျရင်ရိတ်တယ်ပြီးရင်လူအစ်စ်တွေထုတ်ပြတယ်ကမ်ပိန်းအကုန်လုံးမဟုတ်ဘူးတော့ငါတိငါမတိဘူးတော့90တောင်အကုန်လုံးငါပြောနေမှာမဟုတ်အဲ့ဒါနဲ့လူလဲလာမလုပ်နဲ့တော်လန်ရေးလဲလုပ်မှာငါတခိုးလဲဖမ်းမှာ ရှင်းတယ်နော်ငါလှူတဲ့လူငါရဲ့ချွေးနှဲစာငါလိုသူများတိုင်းပြည်မှာအခွန်ဆောင်ထားတာနော်ကိုဗစ်မကြောက်ဘာမကြောက်အလုံးလုံးထားတာအခုလိုကာလမှာငါတို့တိုင်းပြည်မှာပုံသိန်းလုံးတွေတက်လာတယ်နိုင်ငံရေးအပြောင်းလဲတွေအများကြီးရှိတယ်အဲ့လိုအဆင်မပြေမှုတွေကြားထဲမှာငါတို့ကအလုံးလုံးပြီးတော့ငါတို့ရဲ့တိုင်းပြည်ကိုဖတ်တွယ်ပြီးချင့်နေရတာအခြားအလူရှင်တွေလည်းအကုန်လုံးဒီလိုပဲဟိုမင်းတို့အလူကန်ကြာသွားတယ်လို့ထင်တယ်မဟုတ်လားမင်းတို့ကြည့်ဘိုးမိုက်ခဲကိုကြည့်ဘိုးမိုက်ခဲတနာကြီးပဲထွက်လာတယ်နော်မင်းတို့ရန်တိုက်ပေးတာမဟုတ်တော့ဘိုးမိုက်ခဲနဲ့ရန်တိုက်ပေးတာမဟုတ်ဘူးဘိုးမိုက်ခဲနှစ်နာကြီးပဲထွက်လာတယ် ဘတ်နဲ့တင်းကြော်ရတယ်တော်လန်ပြည်သူတွေကအာမနေသေးဘူးမင်းတို့စကားထဲမှာအာနေနေတာမင်းတို့စကားထဲမှာမင်းတို့ရဲ့လုံရက်တွေထဲမှာပေါ်လွင်နေတာတော်လန်ပြည်သူတွေကအာမနေသေးဘူးပစ္စည်းပစ္စည်းပစ္စည်းဖြစ်နေတဲ့အဖွဲကိုမင်းတို့ကပြန်စုပေးရမှာအဲ့လိုအဖွဲကြီးွားတော့တဏျာထဲကိုပို့ရင်မြင်းကြံကိုပို့ရင်မြင်းကြံတဏျာထဲကိုပို့ရတယ်မြင်းကြံတပတ်မြင်းကြံမှာရှိသမျှပစ္စည်းပစ္စည်းတွေအဲ့လိုပို့လို့မမြင်တော့ဘူးအခုချိန်တွေကမင်းအောင်လည်းတစ်ခုချင်းကောက်စားတော့မှာခွေးတက်ကတစ်ခုချင်းကောက်စားတော့မှာခွေးတက်တာမဟုတ်တော့ဘူးအခုကအာနာရှင်ကိုဖြိုချနေတာ င်းတို့သွားနေဝေးရခွေးတွေပဲတက်ရပိုက်ရပါပဲမင်းတို့ဝေးပန်းတာမဟုတ်မင်းတို့အန်တီတို့ကလာပြီးတော့မုံမှန်တင်တန်းလုပ်ပေးနေတယ်โอเคအမှန်တရားကိုလိုတဲ့လိုချင်တဲ့လူဆိုတာကအမှန်တရားကိုနားလည်ပေးရတယ် fact ဆိုတာရှိရဘေးနားမှာချိတ်ဆက်တွေရှိတယ်ဂွင်းဆက်တွေရှိတယ်အာနာရှေယာမင်းတို့ငါတို့ရံဖြစ်လေကြိုက်လေပဲဘာလို့လဲသိလားမင်းတို့ကတကယ်အမှန်ကန်ထောက်ဖို့တယ်ငါတကယ်အမှန်ကန်လော်ဘီတော်လိုင်းလော်ဘီငါဘယ်သူမှခံနာတာမဟုတ်ဘူးငါကငါကအပြင်ပြပမှာအလုံးလုံးနေတဲ့ညီကိုတွေကိုငါက ငါလည်းစောင့်ရှောက်အောင်ပါပဲမင်းတို့ကမ်ပိန်းချင်းချင်းမင်းတို့မှာညီကိုမောင်မားစိတ်ရှိသလိုငါလည်းငါအလူရှင်တွေကိုငါညီကိုမောင်မားစိတ်နဲ့စောင့်ရှောက်အောင်ပါပဲငါတို့တော်လိုင်းပြည်သူတွေကလည်းအရေးကြီးတဲ့ခန္ဓာတွေမှာပါတယ်ကျေးဇူးရှင်လှုပ်ရှင်တာမဟုတ်ဘူးမင်းတို့ပြောတဲ့ပါတီဝင်တစ်ယောက်လည်းမဟုတ်ဘူးမင်းတို့ပြောလို့နောက်မှလွတ်တော်ထဲမှာလည်းငါထိုင်လာထိုင်မှာမဟုတ်ဘူးနော်သူများစကားမှာလမ်းမဆုံးနဲ့ပန်ဆယ်လို့ဆယ်လီမတော်လိုင်းလို့ရတာမဟုတ်ဘူးငါတို့လည်းတော်လိုင်းလို့ရတာသူ့တော်ဖြုတ်ချနေရမှာမဟုတ်သူသာမန်ငန်ရောက်ခဲ့ငါကိုယ်တိုင်သူ့ကိုအများကြီး support လုပ်မယ်လို့ငါတအိမ်လုံးဒေါ်လာတသိန်းလှူထားတာသူ့စီမှာတော့မဟုတ်ဘူးမြေပြင်ကိုပြောတာအဲ့တော့နင်တို့ နင်တို့ခြိုက်ပလေးလောက်ကိုနင်တို့အုံနောက်သေးလေးနဲ့ငါတို့လာရှင်မထိုးနဲ့ပြီမနိုင်ဆောက်ဆဲနေငါမွေးရပါတာမဖြူဘူးငါတို့ကနောင်မင်းသားတို့ဘာလို့လဲအမျိုးတော်တယ်ဗမာအစ်စ်ဆိုတာအသားအညိုရောင်ဟဲ့နောက်ကလားလို့လည်းလာမပြောနဲ့ငါကွာသားစားတယ်ငါတွေးတယ်မှာကင်ရင်မပါတယ်စစ်ကောင်စီကလော်တိုင်းလိုင်းမပါွားနဲ့ပန်ဆယ်လို့ဆိုတာစစ်ကောင်စီကမွေးထားတယ်လောက်နော်ကြံပန်ဆယ်လို့တရင်မသိပဲနဲ့ပန်ဆယ်လို့စော်တာနဲ့ငါ့ကိုတပ်ပါတီလာမလုပ်နဲ့မှတ်တာငါအဲ့တပ်ပါတီထဲမှာပါတယ်အန်ကယ်ကျော်နိုင်နဲ့လည်းငါနဲ့မတည့်ဘူးအဲ့လို့ तू က तू ပဲလွတ်နေတာ ငါ့ကိုကသူ့တစ်ဖက်ထင်ပြီးတော့သူ့သူ့အောက်မှာလာပြီးတော့ငါ့ကိုလှုပ်ခိုင်းငါငါတကောင်နဲ့သွားတယ်လူနော်အပါတီမှာငါထဲမှာမရှိဘူးအန်အာရီထဲမှာလည်းငါမရှိဘူးငါပြည်ပြည်သူ့ဘက်ကပဲငါအလူရှင်တွေဘက်ကပဲငါအလူရှင်တွေကိုညာတီဝါတီအဲ့လိုတိုက်ဆောက်ကားစီတာတော့ငါလည်းမခံနိုင်ဘူးဒီလိုကာလမျိုးမှာတိုက်မဆောက်ပါဘူးဆရာကြီးဇော်ဝေဆိုအိမ်အောင်ပြားချက်သွားတာကိုစားဦးလိုက်အိမ်ဆိုတာအမုံဖြစ်သွားတာဒီလိုကာလမျိုးမှာတိုက်ဆောက်ကားစီတယ်ဆိုတော့ဘယ်လိုလူမျိုးပါလိမ့်တခိုးပေါ်ဟဲ့တခိုးတွေသာတိုက်ဆောက်ကားစီနိုင်တာသဘောပါသလား